တတဲကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံးကျုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့အော်တိုဘာလ3ရက်တောက်ကြနေအတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း။ငလင်တန်တဲ့ ဖိလစ်ပိုင်နိုင်ငံတို့နိုင်ငံခြားရေးဝန်ကြီးကဝန်ထဲချောင်းတဝင်လာပေးပို့လိုက်တဲ့သတင်းတရုတ်နိုင်ငံစပွန်ဆာနဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲအတူကိုအဓိကဥတီလှုပ်ရှားမှု၃ရက်နဲ့တိုက်ဖြတ်ကြဖို့ GSCB တိုက်တွန်းလိုက်တဲ့သတင်းဒီဘောမျိုးကိုအကြံဖက်စစ်တပ်ကလေချောင်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တဲ့သတင်း လုံခြုံရေးတင်းကျပ်ထားတဲ့မန္တလေးမြို့နယ်မှာအတို့ရောင်ရွေးကောက်ပွဲဆန့်ကျင်လူလူတိုက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါတယ်ရှင်ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် 35မြင်းဆောင်2025ကို2025ခုနှစ်အောက်တိုဘာလ2ရက်မနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခန်တန်းကအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။ဆလာဘီတယောက်လာကြတဲ့အကြာကလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်တွေကယခုသတင်းပတ်အတွင်းဒေသရင်းကိစ္စရပ်များအားဆွေးနွေးခဲ့ကြပါတယ် အဲ့နောက်အစည်းအဝေးအမှတ်စဉ်34မြင်းဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှေ့လုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့ပြီးစီးမှုအခြေအနေများဆက်လက်ဆောင်ရွက်ရန်ကြံရှိနေတဲ့လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့တာဝန်ရှိသူတွေကအကြေတဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာတွေရဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါပါတယ်ရှင်။ ငလျင်တန်တဲ့ဖိလစ်ပိုင်နိုင်ငံတို့နိုင်ငံသားဝင်ကြီးကဝမ်းထဲချောင်းတဝင်လာပေးပို့လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်လောက်ခတ်မှုကြောင့်လူပေါင်းများစွာသေဆုံးပြီးထိခိုက်ပျက်စီးခဲ့တဲ့အပေါ်မြို့သားညီညွတ်ရေးအစိုးရနိုင်ငံသားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒေါ်စင်မာအောင်ကဝမ်းထဲချောင်းတဝင်လာကိုဖိလစ်ပိုင်နိုင်ငံသားဝင်ကြီးထံအောက်တိုဘာ၁ရက်မှာပေးပို့လိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံစီဘူးကျွန်းရှေ့မြောက်ဘက်ကိုဗဟိုပြုပြီးမဂနီကျု6.9အဆင့်ရှိငလင်လောက်ခတ်မှုစတင်မှာ30ရက်မှာဖြစ်ပွားခဲ့ပြီးအဲ့ဒီငလင်ကြောင့်တေဆုံးသူ69ဦးကျော်ရှိပြီးဖြစ်တယ်လို့ယာနဲ့ချီပြီးထိခိုက်ဒဏ်ရာရရှိသူတွေထိခိုက်ပျက်စီးမှုတွေအတွက်အလွန်ဝမ်းနည်းရတယ်လို့တဝန်လောင်းမှာဖော်ပြထားပါတယ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဖိလစ်ပိုင်လူထုနဲ့အတူတသားတည်းရှိနေပြီးတည်ဆုံရသူမိသားစုဝင်တွေအတွက်ဝန်ထဲကြောင့်တရင်စကားပြောကြားလိုတယ်လို့ဖော်ပြထားပါတယ်ဒါအပြင်ထိခိုက်ဒဏ်ရာရသူတွေအမြန်ဆုံးပြန်ကောင်းလာရေးအတွက်လဲဆုတောင်းမြတ်တာပို့သထားပါတယ်။တဝန်လာထဲမှာမြန်မာပြည်သူတွေအနေနဲ့လဲ2025ခုနှစ်မလာ28ရက်မှာဖြစ်ပွားခဲ့တဲ့ဇကိုင်းငလျင်ကြောင့်လူထောင်ပေါင်းများစွာတေဆုံးခဲ့မှုအပေါ်ဝန်내ကြေကွဲခဲ့ရတယ်ဆိုတာနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ခက်ခဲတဲ့အခြေအနေမှာမြန်မာပြည်သူတွေကအတူရှိနေပါမယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်ဖိလစ်ပိုင်လူမှုအနေနဲ့လက်ရှိမတည်ငြိမ်တဲ့အခြေအနေတွေကို အောင်မြင်စွာနဲ့တော်ဖြတ်နိုင်မယ်လို့လည်းယုံကြည်တယ်လို့ဖော်ပြထားပါတယ်ရှင်။တရုတ်နိုင်ငံစပွန်ဆာနဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲအတူကိုအဓိကဦးတည်လှုံ့ရှားမှု၃ရက်နဲ့တိုက်ဖြတ်ကြဖို့ GSCB တိုက်တွန်းလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ တရုတ်နိုင်ငံစပွန်ဆာနဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲအတူကိုလူလူအားနဲ့တိုက်ဖြတ်ကြဖို့အတွက်လူလူတိုက်ပွဲရဲ့အဓိကဦးတည်လှုံ့ဆော်မှု၃ရပ်ကိုအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရင်အားစု Channel Strike Coordination Body GSCB ကထုတ်ပြန်လိုက်ပါတယ်။ဒေါ်ဆန်းဆွတ်ချင်တဲ့တကွနိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ရေးအာမစစ်မှုထံဥပဒေဖြတ်သိမ်းရေးတရားမဝင်တူရောင်ရွေးကောက်ပွဲသပိတ်မောက်ဆန့်ကျင်ရေးဆိုပြီးလူလူအဓိကဦးတည်လှုံ့ဆော်မှု၃ရပ်ကို GSCB ထုတ်ပြန်လိုက်တာပါ။ ရုတ်ကစပွန်ဆာလုပ်တဲ့ရွေးကောက်ပွဲအတူကြီးနဲ့ထွက်ပေါက်ရှာနေတဲ့စေအုပ်စုကိုလူလူအားနဲ့စန့်ကျင်တိုက်ဖြတ်ကြရပါမယ်လို့အထွေထွေသပိတ်ပေါင်းဆက်ညီနိုင်းရင်အင်အားစု GSCB ကပြောပါတယ်။လူမမဲကလေးကစလို့အသက်အကြီးဆုံးအမေအိုကြီးထိနိုင်ငံရေးကျင်းသားတောင်းချီကို ထောင်ထဲထည့်ပြီးလှုပ်တဲ့တရားမဝင်ရွေးကောက်ပွဲလူငယ်လူရွယ်မှန်သမျှကို အာရမဖြက်စီးအသေးခံခိုင်းပြီးမင်းအောင်လိုင်းအာနာတီမြဲရေးအတွက်လှုပ်တဲ့ အတို့အယောင်ရွေးကောက်ပွဲကိုအားနဲ့ချိနဲ့အောင်လူလူအားနဲ့တိုက်ပွဲဝင်ကြရမယ်လို့ရှင်းပြပါဗါးဒါကြောင့်ဒီကာလအတွက်လူလူတိုက်ပွဲရဲ့အဓိကဥတီချက်၃ရက်ကိုလူလူထံတင်ပြလိုက်ရတာဖြစ်ပြီးဒီဥတီချက်၃ရက်ကိုပြည်သူလူထုကြီးတရက်လုံးနဲ့တကတော်လိုင်းအင်အားစုတွေစုပေါင်းညီညွတ်စွာနဲ့တိုက်ပွဲဝင်ကြပါစို့လို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင်။ တီပေါင်းမြို့ကိုကျန်းဖတ်စစ်တပ်ကလေကြောင်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းကတီပေါင်းမြို့နယ်ဆန်ဖိတ်ကျွော်မှာရှိတဲ့ကုမုဒရာဟိုတယ်ကိုအော်တိုဘာလ2ရက်ည10:15မိနစ်မှာအကျန်းဖတ်စစ်တပ်ကလေကြောင်းနဲ့ပေါင်900ဘုံနှလုံးထပ်မံလာရောက်တဲချတိုက်ခိုက်ခဲ့တယ်လို့တန်းတမတော် DNL ကဒီကနေ့မနက်မှာထုတ်ပြန်လိုက်ပါတယ်။အကြံဖက်စစ်တပ်ကပြည်သူတွေရှိတဲ့နေရာကိုရွေကျဲရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ကုမုဒရာဟိုတယ်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ TNL ကပြောပါတယ်။အကြံဖတ်စစ်တပ်ကတီဘောမြို့နယ်ဘော်ဂျိုကျေးရွာကိုစက်တင်ဘာ3ရက်မှာလဲဘုံတွေတဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအူးထိခိုက်ဒဏ်ရာရပြီးနေအိမ်3လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်ကြံဖတ်စစ်တပ်ကအော်တိုဘာလ2ရက်မနက်ပိုင်းကလည်းနမ်တူမြို့ရှိစည်ရဲပြစ်မှတ်မဟုတ်တဲ့ပြည်သူတွေတီရှိရာကိုဦးတည်ပြီးရွယ်ချက်ရှိရှိပေါင်900ဘုံတဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ၄ဦးသေဆုံးခဲ့ရကကလင်းငယ်တအူအပါအဝင်၅ဦးထိမှန်ဒဏ်ရာခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်မှုအတွက်စည်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်မှုလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနှီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ကတန်းပြည်တွင်သာမကတိုင်းသားလနက်ကိုင်းတွေနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့နေရာတွေမှာအကြမ်းဖက်မှုအမျိုးမျိုးနဲ့ ်ပြည်သူတွေအပေါ်ဆရာဆွမှုကျူးလွန်နေရလို့ TNL ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။လုံချုံရေးတင်းကျပ်ထားတဲ့မန္တလေးမြို့နယ်မှာ အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလူလူတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အကြံဖက်ဆဲအုပ်စုကလုံချုံရေးတင်းကျပ်ထားတဲ့မန္တလေးမြို့နယ်မှာအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလူလူတိုက်ပွဲလှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါဗျ။ ဒီတပ်ပုံမှတ်တမ်းတွေကတော့စစ်မိတ်စာဘလူးတွေတောင်ချမ်းမင်းမူနေတဲ့မန္တလေးမြို့လယ်မှာပေါ်ဆောင်ခဲ့ကြတဲ့ရွေးကောက်ပွဲအတုစန့်ကျင်ရေးမြို့ပေါ်လူလူတိုက်ပွဲလှုပ်ရှားမှုမြင်ကွင်းဖြစ်ပါတယ်လို့လူလူသပိတ်ဦးဆောင်သူတဦးဖြစ်တဲ့ကိုတေစာစန်းကပြောပါတယ်။အတုရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလူလူတိုက်ပွဲလှုပ်ရှားမှုအဖြစ်နဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့အတုရောင်ရွေးကောက်ပွဲလူလူအားနဲ့တိုက်ဖြတ်ကြဖက်စစ်ရွေးကောက်ခွေးထွက်ပေါက် မမပေးပဲတပိတ်မှောက်အစရှိတဲ့စာရွက်တွေကိုမန္တလေးမြို့နယ်မှာဖြန့်ဝေခဲ့ကြတာပါပြူလပားစေတွေတောင်းကျမ်းတာစစ်မှုထမ်းခေါင်းစဉ်နဲ့အတင်းအဓမ္မဖန်းစည်းငွေညစ်တာတွေကိုဇက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတဲ့မန္တလေးပြည်သူများရဲ့ရင်ထဲမှာဖက်ဆစ်စစ်တပ်နဲ့အာဏာသိမ်းစစ်အုပ်စုအပေါ်နာကြီးချက်တွေကရင်ထဲအပြေပါဒါအပြင်အခုစေအောင်စုကလုံးမဲ့အတုအယောင်ရွေးကောက်ပွဲ တနည်းလုတ်ပွဲကိုလည်းခါးသီးစွာစန့်ကျင်ကြ ယုံမုံကြပါတယ်ပြည်သူတော်လှန်ရေးကြီးမှာ ပြည်သူသားလင်အဓိကပါ ပြည်သူလူထုထောက်ခံပါဝင်နေတဲ့၍ဒီတော်လှန်ရေးကရှေ့ကိုဦးတည်ရှေ့ရှုနေမှာပါပဲပြည်သူအလုံးအနေနဲ့လဲအနာယူစစ်အုပ်စုကိုငုံမခံပဲရရနီးနာ နီလန်းအစုံနဲ့တုံ့ပြန်နေကြဖို့လိုအပ်ပါတယ်လို့ကိုတေစာဆန်းကပြောပါတယ်ဒါအပြင် အကြံဖက်အာနာရှင်ကိုဆက်လက်တွန်းလှန်ကြရင်းနဲ့ပြည်သူမှပြည်သူတို့အပြန်အလှန်ဖေးကူကြရင်းနဲ့ တော်လိုင်းရေးခီးချမ်းကို အတူဆက်လျှောက်ခြိတက်ကြဖို့အတွက်လဲကိုတေစာဆန်းကမြတ်တာရက်ခံထားပါတယ်ရှင်ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးဟာနာရှင်အမြင့်ဖြတ်ချိန်မုံရေလူလူဆန္ဒပြပွဲတရင်တွေကိုစူးစစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရင်းမပင်မြို့နယ်မှာအောင်လန်နှွင့်မီရွှေကြီးတပိတ်စစ်ကြောင်းက တင့်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတို့ရောင်ရွေးကောက်ပွဲစံကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်မပင်မြို့နယ်မှာနောက်ပြန်မလဲကြီးတီတော်လန်ရေးတပိတ်စစ်ကြောင်းကအတွေ့အော်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျာ ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြန်မလဲခြင်းဒီတော်လှန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကန်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်